မင်းကွတ်တီအကျိုးကျေးဇူးများနှင့်ဆိုးကျိုးများမင်းကွတ်တီသည်ကျမ်းမာရေးအတွက်အကျိုးပြုသည့်အသီးတစ်မျိုးဖြစ်တော်လဲစားသုံးရာတွင်သတိပြုရန်အချက်များလည်းရှိပါသည်မင်းကွတ်တီအကျိုးကျေးဇူးများဓာတိုးဆန့်ကျင်ပစ္စည်းမြင့်မားစွာပါဝင်ခြင်းအထူးသဖြင့်စံသွန်ဟုခေါ်သောဓာတိုးဆန့်ကျင်ပစ္စည်းသည်ခန္ဓာကိုယ်ရှိရောင်ရမ်းမှုကိုလျှော့ချပေးပြီး အချို့သောကင်ဆာရောဂါများကိုကာကွယ်နိုင်ရန်ကူညီပေးနိုင်ပါသည် ကိုခံအားစနစ်ကိုအားကောင်းစေခြင်းဗီတာမင်စီနှင့် အခြားအာဟာရဓာတ်များသည် ခန္ဓာကိုယ်၏ကိုခံအားစနစ်ကိုကျန်းမာစေသည်အသားရည်ကျန်းမာရေးအတွက်ကောင်းမွန်ခြင်းဓာတိုးဆန့်ကျင်ပစ္စည်းများကဆဲများပျက်စီးခြင်းကိုနှေးကွေးစေပြီးအသားရည်ကိုကြည်လင်တောက်ပစေကာဝက်ချံထွက်ခြင်းကိုလျှော့ချပေးနိုင်သည်အစာခြေစနစ်ကိုကူညီခြင်း မင်းကွတ်သည်တွင်အမြင်တတ်များစွာပါဝင်သဖြင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသည်သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်နိုင်ခြင်းမင်းကွတ်သည်မှ ထုတ်ယူရရှိသောဓာတ်များသည်သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်ရာတွင် အထောက်အကူပြုနိုင်ကြောင်း လေ့လာမှုအချို့ကဖော်ပြသည်နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချခြင်း စန်းသွန်ဓာတ်ကသွေးကြောများကိုကျယ်စီပြီးသွေးစီးဆင်းမှုကိုကောင်းမွန်စေသဖြင့်သွေးကြောနှင့်နှလုံးဆိုင်ရာရောဂါများဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သည်။ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်ခြင်းဗီတာမင် C ဗီတာမင် B ဖောလိပ်နှင့် ခန္ဓာကိုယ်အတွက်လိုအပ်သောအခြားသတ္တုဓာတ်များပါဝင်သည်။မင်းကွတ်သီးစားသုံးခြင်းဤဆိုးကျိုးများနှင့်သတိပြုရန်အချက်များ။တကြားတဲ့မြင်မာခြင်း မင်းကိုယ်တည်သည်အကျိုးကျေးဇူးရှိတော်လဲတဘာဝတရားတဲ့အတော်တန်ပါဝင်သည် အလွန်ကြုံစားသုံးပါက ကိုလေးချိန်နှင့်တွေးတွင်းတရားတဲ့ကို ထိခိုက်စေနိုင်သည်စီးကြိုယောဂါရှိသူများအနေဖြင့် ပမာဏကိုကန့်သက်တင်သည်တွေးခဲခြင်းကို ထိခိုက်နိုင်ခြင်းမင်းကိုယ်တည်ရှိစံတော်ဓာတ်သည်တွေးခဲခြင်းဖြစ်စဉ်ကိုနှေးကွေးစေနိုင်ပါသည် သွေးနှင့်ပတ်သက်သောပြဿနာရှိသူများသွေးခဲခြင်းမမှန်သူများသို့မဟုတ်ခွဲစိတ်မှုပြုလုပ်တော်မူသူများသည်မစားသုံးမီဆရာဝန်နှင့်တိုင်ပင်သင့်သည်အချို့ဆေးဝါးများနှင့်ဓာတ်ပြုနိုင်ခြင်းသွေးကျဲဆေးများကဲ့သို့သောဆေးဝါးများမှီဝဲနေပါကမင်းကွတ်တီးကိုအလွန်ကြုံစားသုံးခြင်းမပြုမီဆရာဝန်နှင့်တိုင်ပင်သင့်သည်။ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ခြင်းအချို့သူများတွင်အထူးသဖြင့်မင်းကွတ်အခွန်ကိုစားသုံးပါကထန်းနှင့်တဲမြင့်မားစွာပါဝင်သဖြင့် ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်သည်။ခြုံငုံသုံးသက်ချက်မင်းကွတီကိုတင့်လျော်သော ပမာဏဖြင့်စားသုံးပါက ကျန်းမာရေးအတွက်များစွာအကျိုးပြုပါသည်။သို့သောငကိုယောဂအခန်းရှိသူများသို့မဟုတ်ဆေးဝါးမှီဝဲနေသူများသည်စားသုံးရာတွင်သတိပြုသင့်ပါသည်။မတေချာပါကမိမိနှင့်တင့်လျော်သောအကြံဉာဏ်ရယူရန်ဆရာဝန်သို့မဟုတ်ကျန်းမာရေးပညာရှင်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်